ားလုံးပဲမင်္ဂလာပါခင်ဗျာဆရာကြီးတကုံရွှေများရေးတာနဲ့အရှိတပတ်ရေးလို့အမိရတဲ့ဝတ္ထုကိုဇသိမ်းပိုင်းအနေနဲ့ကျွန်တော်ကိုရွှေတာမှဆက်လက်၍ဖကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ လိုက်ပါနားဆင်ကြည့်ပါအောင်ခင်ဗျာအန်သားတစ်ခုအတွင်း၌ကဖိုင်ရောင်းတစ်ခုကိုတွေ့ရလေရာဖိုင်တွဲရထားသောတရင်စာဖြစ်ပိုင်းများကိုလည်းတွေ့ရ၏တရင်ရဆွဲများမှာလွန်ခဲ့သော15နှစ်ခန့်ကရဆွဲဖြစ်၍အဖြူရောင်မှအဝါရောင်တို့ပင်ပြောင်းကာစက်ကူများမှလည်းဆွေးမြေ့လူမတက်ရှိ၍နေခဲ့လေပြီ။ ဖြတ်ပိုင်းတဲ့ဆောင်တွင်ဘိန်းနှစ်တောင်ပိုးချမှုဖြင့်မိမ့်မဲ့ပြိုတယောက်ထောင်ကြသောအမှုအခြားတဲ့ဆောင်တွင်လူပြန်ပေးမှုအခြားတဲ့ဆောင်တွင်မန္တလေးမြို့တာစီနမတူတီဘောမြို့များမှမိမ့်မဲ့ပြိုကလေးများကိုခိုးယူပောင်းသွင်းပြီးနောက်အမျိုးသမီးကလေးများအစာပြောက်နေခြင်းတည်င်းများအခြားတဲ့ရင်းစာတဲ့ဆောင်တွင်စေဘရီလူမျိုးခေပညာတတ်တယောက်ဖြစ်သော ကိုမုတ်စိတ်ဆိုသူမှာရုပ်ရည်တနာကမရှိသူဖြစ်၍တီဘောမျိုးမှချမ်းအမျိုးသမီးကလေးတယောက်နှင့် ပြုံးလင့်ဇယနီးတွင်တိုက်တလုံး၅ရန်နေထိုင်ခဲ့ကြောင်းမကြမီရှမ်းအမျိုးသမီးကလေးပျောက်သွား၍ကိုမိုးစိတ်သာရှိတော်ရာကိုမိုးစိတ်မှမူဇနီးဖြစ်သူမှမိမိနှင့်စကားများ၍စိတ်ဆိုးပြီးလျင်၎င်း၏မိဘရထံသို့ပြန်သွားကြောင်းဖြင့်လူအများအားပြောလျက်ရှိထား၏မကြမီတီဘောမှအမျိုးသမီးကလေး၏မိခင်လိုက်လာရာ ကိုမိုးစိတ်က၎င်း၏ဇနီးမှလွန်ခဲ့သောအပတ်ကပင်တီဘောသို့ပြန်သွားပြီဖြစ်ကြောင်းပြောသည်ဖြင့်မိမကြီးပြန်သွားရလေ၏ သို့တော့မင်းကလေးသည်တီဘောမျိုးတို့မရောက်ခွဲရှိနေသည်ဖြင့်နောက်ဆုံးတွင်ရဲဌာန၌လူပြောင်းမှုဖြင့်တိုင်ကြရတော့၏ထိုချိန်၌ကကုံမုတ်စိတ်သည်တူနေသောတိုက်ကိုတိုက်ရှင်တို့ပြန်အပ်ခဲ့ပြီလျင်ရှေးဟာဖြောက်၍သွားခဲ့လေ၏ထိုအကြောင်းအရာများကိုမန္တလေးသတင်းစာတစ်စောင်တွင် အကျဉ်းချုပ်ရေးသားဖော်ပြပြီးလျင်ဆက်လက်၍နောက်တနေ့ခန့်အကြာ၌ကုံမုတ်စိတ်နှင့်ချမ်းမကလေးတို့နေသွားသောတိုက်နောက်ဖေးဆောင်ပြိုကျသည်ဖြင့်အစ်စ်ထပ်မံပြုပြင်ရာမိဖို့ကြံငင်းများကိုဖျက်ရာတွင် မြေကြီးအတွင်တပေခန့်အနက်ရှိလူအယိုးလူဤအယိုးစုများကို တွေ့ရကြ။အယိုးစုမှာငားပေခန့်များသာအရက်ရှိ၍၎င်းနှင့်အတူတွေ့ရသောအဝဲစားများမှာဆွေးမြေ့ဆုပ်ပြက်လျက်ရှိနေတော်လေ။မိမအဝဲစားများနှင့်တူကြောင်တွေ့ရသဖြင့်ထိုအယိုးစုများမှာရခင်ကပျောက်သွားသောချမ်းမကလေးအယိုးစုဖြစ်လိမ့်မည်ဟုရဲဘက်ကယူဆကြ။ယခုအခါခြေရာဖြောင်းသွားသောကုံမိုးစိတ်နောက်သို့ရဲဘက်ကအပူတပြင်းလိုက်လျက်ရှိကြောင်းရေးသားထား၏ မတမ်းများသည်ဖိုင်တွဲများကိုနေရာတကျပြန်ထားလိုက်ပြီလေရေဇပွဲအံ့ဆွဲကိုတော့ခတ်၍တော်တွဲကိုလည်းခြေရလက်ရမပြတ်စေပဲပြန်လည်၍ထားလိုက်၏တရင်သားများကိုဖတ်ပြီးသောအခါမတမ်းများသည်အမျိုးမျိုးစဉ်းစားလျက်ရှိလေ၏တခါတခါတွင်ဥကြော်သောသည်ဇေဘဇေတာပါရီကလားနှင့်ခတ်စင်စင်တူချောင်းကိုလည်းကောင်းကလားများနှင့်စကားပြောဆိုရ၌ဥကြော်သောသည်မြမအတန်မပေါက်ဝဲကလားအတန်ပေါက်သည်ကိုလည်းကောင်း ယခင်ကမိမိတွေးထင်ခဲ့ဖို့သည့်အချက်များကိုပြန်လည်စဉ်းစားပြီးဟုတ်မယ်မထင်ပါဘူးလေငါးစိတ်ကထင်လို့ထင်ပါရဲ့ဒီနေ့ညအကဲခတ်ကြည့်အောင်ပါပဲဒါပေမဲ့ဟုစဉ်းစားလျက်ရှိသည်ဥကြော်သောသည်အငှားကားတစ်စီးဖြင့်ပြန်ရောက်လာသည်ဖြင့်အတွေးရက်သွားရလေ၏အချိန်မှာရှင်းနာရီပင်ထိုးခဲ့လေပြီညစာစားတော့ကြပြီးနောက်အိမ်ရှိသူထွက်လာကြ၍ ကလယ်ထိုင်တွင်အသေးသေးထိုင်ကဥကျော်စောကစေပြင်းလက်ကြီးကိုကပ်ရင်ပတ်လက်ကလယ်ထိုင်ပေါ်တွင်သတင်းစာဖတ်လျက်၎င်းမတမ်းများကမနီမဝေးကလယ်ထိုင်တလုံးပေါ်တွင်ထိုင်ကပန်းထိုးခွေတစ်ခုဖြင့်ပန်းထိုးလျက်၎င်းရှိကြလေ၏မတမ်းများသည်စိတ်ထဲတွင်ရန်နာမကင်းသောဥကျော်စောအားအကဲခတ်လျက်ရှိရာဥကျော်စောသည်သတင်းစာမှကြော်၍မိမိအားမကြာခဏကြည့်နေသည်ကို သတိပြုမိ၏တချိန်တွင်အကြည့်ချင်းစုံသွားသည်ဖြင့်မတမ်းများကရှက်ရှင်းမျက်နှာလွှဲလိုက်လေ၏ မတမ်းမြသည်ပန်းခွေကလေးကိုကလဲထိုင်ပေါ်ချထားလိုက်ကနှထင်ကိုသူဤလက်တစ်ဖက်ဖြင့်ညှက်လိုက်ရရှိရာဦးကျော်သောကမြဘာပြဲလို့လဲနေမကောင်းသလိုပဲတနေ့လုံးခေါင်းနေကြိုက်နေတယ်ဒါဖြင့် aspirin တောက်လိုက်လေမတမ်းမြသည်ဆေးပလင်းများထားသောဗီဗီဒိုကလေးရှိရာသို့သွားက aspirin ကိုတောက်လိုက်ပြီနော်တခါတည်းကော်ဖီတောက်ကြမယ်အကိုကြီး ဒီနေ့စောစောအိတ်ရှင်နေအေးကွယ်တောက်တာဗောဟာဒီနေ့ညဓာတ်ပုံစေးဖို့ရှိသေးတာပဲအကိုကြီးခုမှတတိယနဲ့အကိုကြီးတို့မနေ့ညကစောစောအိတ်ကြလို့မစေးရဘူးမြားလဲအကူညီဖို့အကိုကြီးနဲ့လိုက်ခဲ့နော်ဟင်မြားနေမကောင်းလို့မလိုက်တော့ဘူးမလိုက်လို့ဘယ်ဖြစ်မလဲဖလင်လိုက်တွေကအများကြီးလိုက်ကိုလိုက်ရမယ် ထိုအခါမတမ်းမြသည်ဥကြောသောအပေါ်တွင်ရခင်ကားတဲ့တင်ကမကင်းဖြစ်လာတော်၏ဥကြောသောကငြိမ့်၍ရမည်မဟုတ်ပါချေဥပဒမင်းများဖြင့်သာနိုင်နေနိုင်မည်ဟုစိတ်ကူးမိ၏အင်းငါထင်တဲ့အတိုင်းတော့ဟုတ်ပါပြီဓာတ်ပုံကန်းနဲ့ရောက်ရင်တော့ငါ့ကိုတက်တော့မှာပဲဘဲအကူညီမှလည်းရမှာမဟုတ်ဘူးဒီတော့ကိုကအရင်ဥအောင်ကြံမှာဟုတ်စိတ်သေးကစဉ်းစားမိ၏ တို့နှင့်ရခင်ကအတိုင်းမျက်နှာကိုပြုံးချင်စွာထားပြီးလျင်အမှုအရာဖြင့်ဥကြော့သောရှိရာသို့လှမ်း၍ဒါဖြင့်လည်းလိုက်တာပေါ့အကိုကြီးရဲ့တခက်တဲ့သူများမလိုက်ရင်ပြီးကိုမပြီးဘူးမတမ်းမြသည့်အမှုအရာဖြင့်ရှေးကလေးကိုစောင့်ခံနောက်ပြီးမိဖို့ကန်းတဲ့သို့ဝင်သွားပြီးနောက်ကော်ဖီနှောက်ခွက်ကိုဖြော်လျက်ရှိထို့နောက်ဥကြော့သောတောက်လျက်ရှိသောဆေးလုံးကလေးနှလုံးကိုလည်းငွေစုံကလေးဖြင့်ယူလာလေ၏ ဥကျော်သောမှာနှလုံးရောဂါရှိသည်ဖြင့်ဆရာဝန်၏အညွန်အတိုင်းတနင်္ဂနွေနေ့တစ်ပတ်လည်ရင်တစ်ချိန်ကြာညင်ကော်ဖီမတောက်မိအောင်ညင်ကော်ဖီမတောက်မိတောက်ရတော့ဆေးလုံးဖြစ်လေသည်အခုကြီးဆေးမတောက်တာနှစ်ပတ်ရှိပြီကဲတောက်哦အေးဟုတ်တယ်မတမ်းမြဒီတိုင်ကက်နာကြီးကိုမတိမတာလှမ်း၍ကြည်လိုက်ရာကိုးနာရီထိုးရန်ဆယ်မိနစ်မြတာလိုတော့ဒီကိုတွေ့ရ၏ မတမ်းမြနာယီကြည့်လိုက်စဉ်တွင်ဥကြောသောကအကဲခတ်လိုက်ကြောင်းကိုလည်းမတမ်းမြတတိပြုမိလိုက်။ဥကြောသောသည်စေလုံးကလေးနှလုံးကိုရေနှင့်တောက်လိုက်ပြီးနောက်ကော်ဖီကိုတဖြည်းဖြည်းတောက်လျက်ရှိရာမတမ်းမြကလည်းအရှားကလက်တိုင်းတစ်လုံးပေါ်တွင်ထိုင်ကာစဉ်းစားရင်းကော်ဖီတောက်လျက်ရှိလေ၏။အချိန်က10မိနစ်မြသာလိုတော့၍ထို10မိနစ်အတွင်းမှာတစုံတရာအကြံထုတ်ရပေမည်။ထို10မိနစ်ကမိမိအတွက်အရေးကြီးလာပေ၏။ ထိုဇမီးနှင့်အတွင်အကူအညီချာမှဖြစ်လေမည်ညီတို့ပြုလို့ရန်ဤတို့ပြုလို့ရန်တယ်လီဖုန်းသာအာကိုရှိတော်၏မတမ်းမြသည်တယ်လီဖုန်းဖြင့်အကူအညီရရန်ရှက်ရှင်းညာထုတ်လေသည်မတမ်းမြ၏လက်များမှတုံတုံရည်ရှိနေသည်ဖြင့်ကော်ဂီပကံကိုကဗျာကရာချထားလိုက်နတ်ဖြန်တနည်းခွင့်နေလေလားအကိုကြီးဦးကျော်သောကခေါင်းညှိုံသာညှိမ့်လိုက်မတမ်းမြသည်နေရာမှကဗျာကရာထားလိုက်ကတနည်းခွင့်နေနေဟုတ်လား ဒီလိုဆိုရင်နူးနူးတို့လည်းမရဖိအုံးမှာပေါ့မြတ်တတိမိနေလိုက်တာသူတို့နဲ့တနင်းခွနေနေချိန်ထားတာပဲဤတို့ပြောပြောဆိုဆိုနေပြီမတမ်းမြသည်အဲခန်းနောက်ဖက်တယ်လီဖုန်းရှိရာနေရာသို့ခတ်တုံးတို့ခြောက်သွားလေ၏တယ်လီဖုန်းရှိသောနေရာမှာအဲခန်းနှင့်လိုက်က တခုသာရှားထားလေသည်ဇပွဲတွင်ဓာမီးကလေးကိုဖွင့်ပြီးနောက်မတမ်းမြသည်တယ်လီဖုန်းစာအုပ်ကိုကြပြားကြရလှန်လိုက်ရာကံအားလျော်စွာဖြင့်ပထမမြန်မှန်တမ်းမိသောစလုံးမှာ မယန်းဌာနဟုရေးသားထားသော စာတမ်းတယ်လီဖုန်းနံပါတ်ဖြစ်လေသည်မတမ်းမြသည် လက်ကင်ကိုကောက်၍ခိုင်းလိုက်ရာထိုနံပါတ်စဉ်အတိုင်းလှည့်လိုက်လေ၏ထိုအချိန်၌ဥကြောသောမှမတမ်းမြအာအတန်ငယ်တင်ကမကင်းရှိရန်ဖြင့်ခန်းသီးအပြင်ဘက်ရှိအနီးဆုံးကလည်းထိုင်သို့ရောက်၍လာလေ၏တဖက်မှအတန်ကြားရသည်နှင့်တပြိုင်နက်မတမ်းမြသည် စကားဆ၍ပြောလေ၏သို့တော်ပြောရမည့်စကားများမှာရဲအရာကြီးကြီးများအားအရေးတကြီးခေါ်ဆောင်ရမည်ဖြစ်၍ ဦးကျော်တော်ကလည်းမိမိသည်နူးနူးနဲ့စကားပြောနေသည်ဟုထင်မှတ်အောင်ညံထုတ်၍ပြောရမည်ဖြစ်၏ဟုတ်ကဲ့မတမ်းမြပါဦးကျော်တော်ချံကတယ်လီဖုန်းကိုလက်ဝါးပြင်ပိတ်ကာအခြားတစ်ဖက်သို့လှည့်လျက်နုလာဟေးမြ်စကားပြောနေတယ်လေနက်ဖြန်တင်းင်းကိုနေနေမဟုတ်လားဒီတော့တယ်လီဖုန်းကိုဖွင့်လျက်ကားနဲ့လာပါပြီးမှတဖန်ပိတ်လျက်နုခလေးတွေအကုန်လုံး ခေါ်ခဲ့နိုင်မှာမဟုတ်လားဘာအရေးကြီးလို့လားမေးနေရတာလဲနှုတ်ကလည်းတဖန်စကားပြောကွက်ကိုဖွင့်လည်းရဲ့အရေးကြီးလို့ခေါ်တာပါတဖန်ပိတ်လည်းရဲ့နှုတ်ကလည်းကွယ်တိတ်နောက်တာပဲတဖန်တယ်လီဖုန်းစကားပြောကွက်ကိုဖွင့်လည်းရဲ့အင်းရောက်တော့ပြောပါမယ်နောက်တဖန်ပိတ်လည်းရဲ့နုကတိတ်အရင်လိုတာပဲအခုမှတိကျင်ပါနဲ့အောင်ခွဲနှက်ပြန်ကြတော့ပြောမှာပေါ့ ဤသို့ဖြင့်ဂျိုကုန်းကြီးမြေပိုင်ချင်းဥကျော်သောထံမှမိမတရားအတန်ဖြင့်အမြန်လာရန်ရဲအရာရှိများအားခေါ်ချောင်းကိုတယ်လီဖုန်းနားထောင်သို့ရဲအရာရှိတီးသွားလေသည်ထို့အပြင်အတန်မှာအနှဲငယ်တုံရင်လျက်ရှိပြီးလျင်စကားတွေမှာလည်းတစုံတစ်ခု အနှောက်အယှက်ကြောင့်တချို့နေရာ၌ပြက်တိပြက်တောင်ဖြစ်နေသည်ကိုသတိပြုမိ၏ထို့အချိန်မှာဘေးဥပတ်တစ်ခုခုနှင့်ကြုံ၍အမြန်တယ်လီဖုန်းဆက်ရသူများကိစ္စတွင်အရေးကြီးဆုံးသောဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်းရဲအရာကြီးများသိရှိကြ၏ သူနှင့်မကြာမီကပင် အထက်မုံရွာမှပြောင်းရွှေ့ရလာတော့ရဲအုပ်ကလေးအားတောင်းဝန်ပေးပြီးလည်းရင်လန်းနာကရဲသားနှစ်ယောက်နှင့်အတူဂျိုကုံဥကျော်သောချန်ဟန်တို့ညွှန်ကြားချက်များပေးကာဆဲလွတ်လိုက်လေဥကျော်သောသည်အတန်ငယ်ခတ်ထန်သောအတန်ဖြင့်စကားပြောတာမပြီးသေးဘူးလားဟေ့ဟုမေးလိုက်လေဟုတ်ကဲ့အကိုကြီးပြီးပါပြီမတမ်းမြသည်အခန်းထဲမှထွက်လာပြီးနောက်ကလင်ထိုင်ပေါ်တွင် အင်ဒရီမပြည့်ဝင်၍ထိုင်လာ၏ဥကျော်သောသည်နေရာမှထားလိုက်ကာ ကဲသွားကြမယ်ဖြည်းဖြည်းပေါ့အကိုကြီးရဲ့အချိန်ဟာတန်ဖိုးရှိတယ်ကွာငါကအခုဆိုခုမှကြိုက်တယ်ကောဥကြောတော်ဒီခတ်ထန်တော်မျက်နှာဖြင့်မတမ်းမြထိုင်နေသောကလက်ထိုင်ဤသို့ချင်းကပ်လာ၏ဥကြောတော်၏အတမ်းမှာမာကြောတလောက်၎င်း၏မျက်နှာမှာလည်းတင်းမာခတ်ထန်၍လာ၏မျက်နှာမှာယခင်ကမိမိအားယူရပိုက်ထွေး၍ရှောင်းမောက်ကဲသောမျက်နှာသားမျိုးမဟုတ်တော့ပဲအပေါ်ယံမှနုံညတိမ်မွေသောမျက်နှာဖုံးကိုခွာရှားလိုက်တဲ့ကဲ့သို့ တိမ်မွေ့ခြင်းလုံးဝကိမ့်မက်လျက်မိမိအားကြောက်မက်ဖွယ်ရာပြူးကြောင်သောမျက်လုံးကြီးများဖြင့်ရက်ဆက်စွာကြည့်နေသောမျက်နှာကြီးကိုမြင်ရလေ၏သူ၏လက်ချောင်းများမှတစုံတရာကိုရစ်ပတ်ဖြင့်ညှစ်လိုဟန်ဖြင့်လက်ချောင်းကလေးများကလည်းတွန့်လိန်လှုပ်ရှားလျက်ရှိလေသည်လာသွားမယ်မြေတိုက်ထဲကိုဥကြောတော်သည်မတန်းများ၏ပကုံးနှစ်ဘက်ကိုခန့်နာနာဖြင့်ညှစ်လိုက်လေ၏မတန်းများကကလဲထိုင်းနောက်မီကိုကြောင်တော်ကောင်ကဲ့သို့ ကုတ်ရှိတွယ်ဖက်၍ထားလေ၏ မလုံနဲ့အကိုကြီးမလုံနဲ့လုံမယ်ဘာဖြစ်လဲအိုးနေပါအောင်အကိုကြီးရဲ့မြပြောစရာရှိလို့ပါအောက်မယ်ဘာမြပြောစရာရှိလို့ပါလဲဦးကျော်တော်ဒီကလတိုင်တလုံးကိုဆွဲယူပြီးလည်ရင်မတန်းမြနဲ့မျက်နှာချင်းဆိုင်ထိုင်လိုက်လေအခိုက်အတန့်အပြင်မတန်းမြမှာတမီးနစ်ခမ်းမြအရှင်ရာသွားခဲ့လေပြီမတန်းမြဒီအလွန်ကြောက်လျက်ရှိတော်လဲတန်းနိုင်သမျှဟန်ဆောင်လျက်ဒီမဲအကိုကြီး ်မြဟာအသက်16နှစ်ကတည်းကဆရေးမအလုပ်လုပ်ခဲ့တယ်။နောက်ပြီးတော့လဲမြဟာတခါမှ အိမ်တော်မကြဘူးဘူးအပြူအစေးလို့အကိုကြီးထင်ခဲ့တယ်မဟုတ်လားအေးအေးအေးလေအဲ့ဒါဘာဖြစ်တယ်လဲဒါတွေမဟုတ်ဘူးအကိုကြီးရဲ့အသက်16နှစ်လောက်တုန်းကတရုတ်တယောက်နဲ့နောက်ဘိုးကားပြားတယောက်နဲ့အိမ်တော်ကြဘူးတယ်တရုတ်ကြီးကတော့ရိုးချပါတယ်ကျမနဲ့အိမ်တော်ကြပြီးတော့ဘာမှမကြဘူး ူ့ရဲ့အသက်ကိုငွေတထောင်ကျပ်နဲ့အာမခံလုပ်ပြီးကျမကိုပေးထားတယ်။နောက်ရှောက်လာလောက်ကြာတော့အဲ့ဒီငွေတထောင်ကျမပိုင်လိုက်တာပဲ။ဘာဖြစ်လို့ပြောဦးမယ်လေဓာတ်ထောင်ကိုစစ်ပြီးလို့အင်္ဂလိပ်တွေပြန်ဝင်လာတဲ့အခါကက်စပီလက်ထက်ကဆရာဝန်ကြီးတယောက်စီမှာကျမဆေးရလုပ်ဘူးတယ်။အဲ့ဒီဆရာဝန်ကြီးကအစိမ့်ဘက်မှာပါရဂူဘောအခုကြီးရဲ့သူကအစိမ့်အမျိုးမျိုးအကြောင်းကိုကျမကိုတင်ပေးတယ်။ ။ဥကျော်တော်သည်အလွန်စိတ်ဝင်စားလာဟန်ဖြင့်မျက်လုံးများပြူကာမတမ်းများအားစိုက်ကြည့်လျက်ရှိလေ။သူနှင့်မတမ်းများကဆက်လက်၍အစိတ်တမျိုးရှိတယ်အကိုကြီးရဲ့။အဖြူမုံကလေးပေါင်တာမှုတ်ထက်တောင်နူးညံ့သေးတယ်။ဟုတ်လား။ဟုတ်တယ်။အဲ့ဒါထက်အော်ဒါထက်အစိတ်အကြောင်းကိုကြီးနားလဲသလား။ပြက်တောင်းသောအတန်ဖြင့်နားမလဲပါဘူး။ဒါနဲ့ပြောရအောင်မယ်။ကျမအလौထောက်ခံနေတော့ မေဂျာသီးစီကအဲ့ဒီစေးမုံကလေးအနှဲငယ်ကျမခိုးလာခဲ့တာပေါ့ဒီအစိမ့်မဲကြီးတဲ့သူဟာနှလုံးသွေးရက်ပြီးတေတဲ့သူများလို့အင်မတန်ညင်သာတယ်အစိမ့်ကအစာအိမ်ထဲမှာမနေပဲရှက်ရှင်းသွေးကြောနေတဲ့ပြန့်သွားလို့ဘယ်ဆရာဝန်မှရှာမတွေ့ခဲ့ဘူးသွေးရသားရုံနဲ့တေတဲ့ကြီးပြောတာပါပဲအင်းပြောပါဦးမပြောပြရစီနဲ့တော့အကိုကြီးရဲ့မြအကြောက်လုံးလို့ပါ ပြောရမယ်အခုတော့မပြောဘဲမနေရဘူးမတမ်းမြကမျက်နာခပြုံပြုံဖြင့်ဒီလူကြီးကမိမငငယ်ရနေတော့မြကိုတိတ်အလိုလိုက်တာပေါ့အကိုကြီးရဲ့မြကလည်းကနေ့ကလေးရလို့တော့ကော်ဖီဆိုရင်မြကိုတန်းဖြော်ပြီးမှသဘောကျတယ်မတမ်းမြလည်းပန်းတိုးခွေမှဇာကလေးမြကို ခက်အေးအေးဆက်လက်၍ဖောက်နေပြန်လေပြောလေဆက်ပြော ပြောပြောဦးကျော်တော်ကြီးအတန်းမှာတုံတုံရီရီဖြစ်ပြီလားဒီ မတမ်းများကဆက်လက်၍တနေ့တော့ညနေခင်းကျမတို့အိမ်ခြေဥယျာဉ်ထဲမှာကော်ဖီတောက်ကြရင်းနဲ့သူတောက်တဲ့ကော်ဖီခွက်တဲကိုအဲ့ဒီဆေးမှုန့်ကလေးအနှဲငယ်သူမမြင်အောင်ခတ်လိုက်တာပေါ့ပြီးတော့ကျမသူ့ကိုစောင့်ကြည့်နေတယ်စကားတပြောပြောနဲ့15မိနစ်လောက်တည်းကြာရောဖမ်းလာတာပဲအကူကြီးရဲ့မူးတယ်မူးတယ်အသက်ရှူကြက်လိုက်တာဆိုပြီးသူ့ရဲ့ချမ်းအင်းကြီးပေါ်ကျဲသီးတောင်မြကဖြုတ်ပေးရသေးတယ်ဒါနဲ့အိမ်ပေါ်အမကြီးနဲ့အစီကံတွေကရောက်လာပြီး နှမင်းနဲ့တောင်မကြလိုက်ပါဘူးကလထိုင်ပေါ်ဇက်ကျိုးပြီးကြာသွားတော့တာပဲမတမ်းမြသည်တက်ပြင်းတစ်ချက်ချလိုက်ရာဥကြော်တော်သည်ရှောင်းတွေ့သောနှုတ်ခမ်းများကိုရှားဖြင့်ရက်တိုက်ပြီးနောက်ဇရွေးတို့ကိုမနှဲမြူချလိုက်၏အသက်ပေါင်တဲ့ငွေကောမြရရလိုက်တာပေါ့အခုကြီးရဲ့သွေးရသားရအတိုင်းနှလုံးသွေးဘုံငနဲ့ရက်ပြေးသေးတဲ့အကြောင်းဆရာဝန်ကလက်မှတ်ပေးတာပဲဘာမှပြဿနာမပေါ်ဘူးအားလုံးရှောရှောမောမောပဲပြီးတော့ကော နောက်တစ်ယောက်ကတော့မထူးပါဘူးအကိုကြီးရဲ့သူကအင်္ဂလိပ်ကဗျာခရစ်ယန်အသက်ကတော့ရွယ်တူလောက်ပါပဲရုပ်ကလည်းချောတယ်မြောက်ကိုရှင်းလိုက်တာမှမပြောပါနဲ့တော့သူတည်ရင်သူပိုင်နဲ့ပြင်ဦးလွင်ကရှန်ကြီးတွေရောဟောင်ကောင်ဗန်တိုက်မှာထားတဲ့ငွေ2000ကျပ်ရောမြောက်ကိုပေးဖို့ဝန်းလုံးတယောက်စီမှာတည်တန်းစာရေးထားခဲ့တယ်သူတည်အောင်ဘယ်ဆောက်နိုင်မလဲအကိုကြီးရဲ့လူဆိုတာလောဘတာမြန်မြန်လိုချင်တာမဟုတ်လား သူ့ကိုရောဘလို့လှုပ်လိုက်လဲအရင်နေ့အတိုင်းမော်အကိုကြီးရဲ့တေကနေ့တောင်ကော်ဖီကခားလိုက်တာခားလိုက်တာနဲ့အခါတိုင်းနဲ့မတူဘူးလို့ညှိသွားသေးတယ်အချိန်မှာ3မိနစ်ခန့်အကုန်လုံးရေးသွားခဲ့ပြန်ကြီးကော်ဖီကခားတယ်ဟုတ်စားခားတာဗောအကိုကြီးရဲ့အစိတ်ခတ်ထားတာကိုဖျား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 ဟက်ခွေးမငါတောက်တဲ့ကော်ဖီတက်နေအစိတ်ခတ်လိုက်ပြီဟုတ်လားဒါကြောင့်အခါတိုင်းမနဲ့မတူဘူးနည်းနည်းခားတယ်လို့အောင်းမေးမိတာကို ဖရာဖရာဖရာဥကြောသောသည်အသက်ချူကျက်လာသည့်ဟန်ဖြင့်လယ်ပင်ကိုပုတ်တက်ပြီးနောက်မတန်းများ၏လယ်မျိုးကိုဖြစ်ရန်နေရာမှထားလိုက်လေ၏မတန်းများသည်မိမိထိုင်နေသောကလယ်ထိုင်ကိုနောက်သို့တအားချွေးလိုက်ပြီးလျင်မတ်တက်ထားရလိုက်၏ထို့နောက်ဥကြောသော၏မျက်နှာကိုလက်ညှိုးထိုးကခတ်လိုက်တယ်လေခတ်လိုက်တယ်ခါတိုင်းထက်တောင်နည်းနည်းပိုထက်လိုက်သေးတယ်အခုရှောင်းမိနစ်ရှိသွားပြီရှင်နေရလိုက်ရင်နောက်9မိနစ်ပေါ့ ဥကြောကြောဥကြောသောဒီတရင်တရင်ဖြင့်ကလန်ထိုင်ပေါ်သို့ပြန်၍ထိုင်လာ၏တကိုယ်လုံးမှာလည်းတဆက်ဆက်တုံလျက်ရှိဟက်ခွေးမနင့်ကောင်ကတတ်ပြစ်မယ်အောင်မယ်ဘသူကတတ်မလဲဆိုတာကြည့်ကြသေးတာပေါ့ဗဆက်တပြောမလောက်ပါနဲ့ရှင်ရှင်းရင်တည်းကပူမလာဘူးလားဟမ်ဘာမှတ်တယ်လဲရှင်းဦးတွေအသေးတွေအခုလောက်ကြာရင်ပြက်ကုန်ကြပြီအပိုင်ပိုင်ပြက်ကုန်ပြီနားလေရဲ့လား ဦးကျော်တော်သည်အသက်ရှူကြက်ပြည့်တဲ့ကဲ့သို့ရှမ်းအင်းကြီးလဲပင်ကိုလည်းအတင်းဆုပ်ဖြဲလိုက်ပြီးနောက်ကလယ်ထိုင်နောက်မေပေါ်သို့ဇက်လံ၍ကျသွားလေ၏ထိုခဏ၌ရှမ်းထဲသို့မော်တော်ကားတစ်စီးဝင်လာသောအတန်ဖြင့်ရှေတံများတကားခောက်တံများကိုကြားရလေရာမတမ်းများသည် နေရာမှအထကုံရာတကားကြီးရာသို့အတင်းပြေးသွားပြီးလျင်တကားကိုဖွင့်ပေးလေ၏တကားပွင့်သွားသည့်နေ့တစ်ပိုင်းနှင့်လက်ထဲတွင်ခြောက်လုံးပြုတ်ကန်၍ဝင်လာသောယူနီဘောင်းအပြည့်စုံဝတ်ထားသည့်မောင်တောင်းတွင်မျက်နာကိုမြင်လိုက်ရလေရာမတမ်းများသည် အမလေးကိုတောင်းတင်ရဲ့ဟုတ်ပြောကအရှင်ဟောင်းရင်ရင်ခွင်ထဲသို့လဲကျသွားလေတော်ကြီးဟမ်ဘာဖြစ်တာလဲမြမြဘာဖြစ်တာလဲပြောစမ်းပါဦးတွားကြည့်တော့လေဥကြော်တော့ဘာဖြစ်တယ်လဲမပြောတတ်ဘူးမောင်တောင်းတင်နေတကွာရဲများသည်ဥကြော်တော်ကြီးရသို့တွားရောက်ကြည့်ရှုလေရာဥကြော်တော်မှာတေဆုံးနေပြီဖြစ်ကြောင်းတွေ့ရလေဥကြော်တော်မှာငကိုကပင်နှလုံးရောဂါရှိသူတယောက်ဖြစ်သည့်အတိုင်းအလွန်အကြောင်းမဲ့ဖွယ်ကောင်း၍ တဘာဝကြလာသောမတမ်းများ၏ထိုးစက်ကလေးကိုကြားရသောအခါစိတ်ကိုအပြင်းထန်ထိခိုက်သွားသည်ဖြင့်နှလုံးသွေးရက်ခါတေဆုံသွားခြင်းဖြစ်လေသည်လူတို့၏စိတ်ဓာတ်သည်လွန်စွာဆန်းကျင်လျက်စိတ်နှလုံးကိုထိခိုက်စေတတ်သောဇာကားများသည်လူတယောက်ကိုရိုးတုပ်၍တွားစေနိုင်၏တခါတရံအသက်ကိုပင်တေစေနိုင်၏နဝဒေမဂ္ဂဇင်း1963ခုနှစ်ဇူလိုင်လအမှတ်9 ဟုတ်ကဲ့ဝတ္ထုတို့လေးကတော့ဤတွင်ပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတအူးတယောက်ရှင်းနေတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိန်တပါးရှင်လန်းချမ်းမြေ့ကြကဘေးပရာအပေါင်းမှဂိတ်ဝဲကြပါစေခင်ဗျာ